နော်နာမည်ဦးမင်းသိမ့်ပါစေးရိုင်းနဲ့ပတ်သက်ပြီးတော့မသိရှိတဲ့အရာတွေကိုအကုန်သိရှိခဲ့ရပါတယ်ကျွန်တော်ကာလာခွဲတာလေးပို့ပြီးတော့သဘောကျအောင်ကာလာ5 400 500ခွဲတာဒီပညာရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကြီးပွားတိုးတက်နိုင်ပါကျွန်တော်တော့ကိုမျိုးပါချန်ပီယံတီရှပ်နဲ့အထည်လက်လီလက်ကားရောင်းတဲ့ဆိုင်ရပါဟုတ်ကဲ့အဆရာရှိမှာ supplementation နဲ့ဒီတရတော့ကိုကလုံနေတယ်ဒါပေမဲ့ဒီ screen printing ကိုကိုကလိုအပ်လာတဲ့ခါကျတော့ ဆက်ပြီးလေ့လာလို့ရအောင်ဆရာရှိရောက်လာခြင်းရောက်တာမှန်ကန်မှန်ကန်တဲ့ရွေးချယ်မှုတွေလုံးလုံးနိုင်သွားတာအဲနောက်ထပ်ကိုကိုလုပ်ငန်းနဲ့ဆက်ဆက်ပြီးတော့ဘာတွေတူးချက်လို့ရပါလဲဆိုတော့မြင်သွားတယ်အဓိကတော့ main source တွေကဘယ်အနေရတယ်ဆိုတာတွေဟာဆရာရှိမှာအကုန်ရှိပြီးသားဆိုတော့ကိုဘကိုတကူးတကအပြင်မှာလိုက်ရှာနေပင်ပန်းတယ်ဆရာရှိလာလိုက်ရင်အကုန်ရအောင်အဲညီမနာမည်ကတော့ရှူပါပါမန္တလေးကနေပြီးတော့ဒီဟိုလာပြီးတော့ဒါတက်ရောက်ချင်းဖြစ်ပါတယ်ရှင်။လက်ရှိမှာတော့ညီမကဒီစက်မြက်ရောင်ချီတင်ငန်းတိုက်လုပ်ငန်းမှာဦးစီးနေရပဲဖြစ်ပါတယ်။ ဆိုင်ကတော့ဒီအဲဆေးရိုက်လုပ်ငန်းကတော့လုပ်တယ်ဒါပေမဲ့ဒီ port 8တို့တရက်ခါကျန်ဒီ DTF ဒီ printing set တွေပါထပ်ပြီးထည့်ချင်တာဖြစ်တဲ့အတွက်ဆရာစီဝတာပြီးတော့တက်ရောက်ချင်းဖြစ်ပါတယ်ရှင်ထည့်ချက်လို့ရမယ် business idea လေးလည်းထည့်ရပါတယ်ပြီးတော့ဒီ၃ရက်ဆိုပေမဲ့လည်းဒီဆရာကဒီလက်တွေ့ရောအဲပြီးတော့ဒီစာတွေ့ရောပေါ့နော်အကုန်လုံးအသေးစိတ်တခြားလေးပြောပြတာဖြစ်တဲ့အတွက်တော်တော်အဆင်ပြေပါတယ်ရှင်တစ်ချက်ဆရာကဒီဆရာသားမချန်ဘူးပေါ့နော်အကုန်ပြောပြတယ်ရှင်းပြတယ်အဲပြီးနောက်တစ်ချက်ကကြတော့ညီမတို့ဒီတစ်စိမ့်ရိုက်နဲ့ဒီပတ်သက်တဲ့ ဟာတွေအကုန်လုံးရရှိနိုင်မယ်ဒီ supplier ဒီ sources တွေအကုန် main sources တွေအကုန်လုံးတခြားအသေးစိတ်အကုန်လုံးချိတ်ဆက်ပေးထားတယ်ပြီးတော့နောက်တစ်ချက်ကတော့ဒီအဲ color နဲ့ပတ်သက်တဲ့ဟာတွေအသေးစိတ် တခြားလေးရှင်းပြတယ်ရှင်ဟုတ်အဲ့ဒါလေးသဘောကျပါတယ်ပြီးတော့ဒီသင်တန်းဟာဆိုရင်လည်းဒါတခြားလေးအသေးစိတ် details သင်ပေးရဖြစ်တဲ့အတွက်100%ဒီကိုတက်ဖို့ recommend ပေးပါတယ်ရှင်ကျွန်တော်နာမည်ကစိုးသုံးဖြစ်ပါတယ်ကျွန်တော်ကဓာတ်ပုံနမဒါပေမဲ့ဒီဒစိရိုက်ပညာကိုလည်းသင်ကျင်တယ်ဓာတ်ပုံကလည်းအဲဓာတ်ပုံလည်းထုတ်တယ်ဒစိရိုက်လည်း ဒါလှုပ်ရှင်တာပေါ့စီးွားရေးကိုထက်ထက်ချဲ့ကျင်တာပေါ့ဒီအိမ်ပေါ်ရိုက်တာလောက်ပဲဟိုဟိုတိတာပေါ့မတိတယ်ဆိုတာထင်တာပေါ့ကျဲပြန့်တဲ့အလုတ်ကြီးမှန်မတိဘူးဒီရောက်ခါမှအလုတ်ကအရင်တော့တလုံးလောက်လဲလုံဒါပေမဲ့ဒီရောက်တော့ဟို၄၅၀မျိုးလောက်ကိုလမ်းပွင့်သွားတာထပ်ပြီးတော့လှုပ်ရှင်စိတ်တွေလည်းထပ်ပေါ်သွားတယ်ပြီးတော့လောက်ွက်တွေကိုလည်းဆရာတိတိဆဆရာရှင်းပြပေးတယ်ပြီးလုံကြီးလောက်ဟန်နေရလဲဟိုကျွန်တော်တို့ဟိုဆရာတင်လိုက်တော့လုံးဝအခက်ကြီးမဟုတ်တော့ဘူးပြီးတော့ယင်းကြီးရမဲ့ပတ်စံကလည်း တကယ်တမ်းဆိုရင်တော့ဟို3 4 5သိန်းနဲ့လုတ်လို့ရတဲ့အလုပ်လေးရှိတယ်အဲအောက်ခြေကနည်းနည်းနည်းချင်းလုတ်သွားမယ်ဆိုတော့ဟိုကြီးပွားနိုင်တယ်လို့ကျွန်တော်တော့မြင်ပါတယ်အဲတကယ်လုတ်ရှင်တယ်ဆိုရင်တော့ဒီ3ရက်နဲ့ကျွန်တော်တို့ဆရာကနေရောအပီးပြတ်တင်ပေးတယ်တို့ပေမဲ့လည်းအပီးပြတ်တင်ပေးရဆိုမဲ့မနေ့အဲအစောဆုံး9နာရီခွဲကနေရောညနေ9နာရီအထိကိုလုံးဝနော်တိကျတိတိကျကျဟိုနားကျင်တော့မရပါဘူးနားကျင်နေအောင်မရဘူးခဏတပြုတ်ကနားဝင်ပေးတယ်အဲ့အချိန်မှာအဲ့3ရက်တော်တွင်အတိုင်းနေတိုင်း3ရက်ဖြစ်တာပြောရတော့ကျွန်တော်တို့လုံးဝ ခွင်းတာလုံးဝအပြစ်အပြစ်ဖြစ်တယ်အဲ့တော့ဟိုတင်နန်းဆိုဒီတင်နန်းပဲကျွန်တော်တော့လာတက်ဖို့ညွှန်းကျင်တယ်ဆရာလည်းလုံးဝဟိုဟိုဟာပြောလို့ညီမပြောလို့ဆရာသားလုံးဝမချမ်းဘူးကိုတိကျင်တာတက်ချင်တာချက်ချင်းမေးရင်ချက်ချင်းပြန်ပြီးတော့ပြန်ဖြေပေးနိုင်တယ်အဲအဲ့ကြောင့်ဒီတင်နန်းကညီကျွန်တော်နောက်ပတ်စဉ်နေညီငယ်ညီမရေကိုဒါတက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်